မင်္ဂလာပါရှင်ဒီနေ့မှာတော့စင်မန်နဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားဟာဘလောက်ထိထက်မြက်ကြောင်းကိုပုံမြင်လေးနဲ့ပြောပြမယ်ရှင်ရှီရှီရုံးကနေအောင်ကြီးနွေးနွေးအောက်မှာခန္ဓာထေဝမှုရုနဲ့ပြည်နေတဲ့နန်းတော်ကြီးတစ်ခုရှိခဲ့ဘူးပါတယ်ဒီနန်းတော်နဲ့အတူတိုင်းပြည်တဝမ်းမှာပျော်ရွှင်မှုများစွာနဲ့ဝင်းရံလျက်ရှိပြီး ခန္ဓာကြီးကျယ်လာတဲ့ရဲတိုက်ကြီးရဲ့ခေါင်းလောင်းလံတွေကလည်းလေအဝေးအဝိုင်းမှာပြန်လည်နေပါတယ်။ဒါပေမဲ့လည်းဒီပျော်ရွှင်ချမ်းမြေဝေရအတန်တွေကကျင်နာတတ်တဲ့ဘရင်နဲ့မိဖုရားတို့ရဲ့နှလုံးသားထဲမှာတော့အရာမထင်မဲရှိနေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့နိုင်ငံတော်ကပြည်သူပြည်သားတို့ချမ်းသာကြွယ်ဝမှုနဲ့ပြည်စုံနေပေမဲ့လည်းဘရင်နဲ့မိဖုရားကြီးတို့မှာတော့ ပူပြီးပြည်ပြည်စုံစီမဲ့တာသမီတူဦးကိုတောင်းတနေခဲ့ကြတာမို့ပါနှစ်ပေါင်းများစွာကြာတဲ့အထိတိတ်တဆိတ်ဆူတောင်းပြီးတဲ့နောက်မှာတော့သူတို့ရဲ့အကြီးမားဆုံးသောဆန္ဒတစ်ခုပြည်လာခဲ့ပါပြီမိုးတောက်ရန်နေကြီးနုနုလိုလှပလင်းလက်နေတဲ့သမီးတော်လေးတစ်ပါးမွေးဖွားလာခဲ့တာပေါ့သမီးတော်လေးနာမည်က Aurora တဲ့သမီးတော်မွေးဖွားခဲ့လို့ဂုံပြုတ်ဖို့အတွက် ဘရင်နဲ့မိဖုရားတို့ကနိုင်ငံတော်ဝန်ကအရေးပါတဲ့လူတွေကိုဖိတ်ကြားပြီးကြီးကျယ်ခမ်းနားလာတဲ့နှချင်းပွဲတော်ကြီးကိုကျင်းပခဲ့ကြတယ်။ဂုံပြုခံရဆုံးဧည့်သည်တော်များထဲမှာနိုင်ငံတော်ရဲ့ကောင်းကျိုးဆောင်တဲ့နှစ်သမီးသုံးပါးတို့လည်းပါဝင်တာပေါ့။နှစ်သမီးသုံးပါးဖြစ်တဲ့ Flora, Fauna နဲ့ Mary Weather တို့ကမင်းသမီးလေးကိုမော့အစွန်းရှိတဲ့လက်ဆောင်တွေကိုပေးဖို့ကြွားရောက်လာခဲ့ကြပါတယ်။ ပထမဦးဆုံးဖလော်ရာကရှေ့ကိုထွက်လာပြီးသူ့ရဲ့ချစ်လာစွာသောမင်းသမီးလေးရေဒီလက်ဆောင်ကမင်းသမီးလေးအတွက်အလှတရားလက်ဆောင်ဖြစ်ပါစေတဲ့နှစ်သမီးဖော်နာကတော့သူ့ရဲ့လက်ဆောင်ကတော့တာယာလှပတဲ့တခြင်းတန်စင်လက်ဆောင်ဖြစ်ပါစေလို့ဆုတောင်းပေးပြန်နေဒါပေမဲ့တတရားမြောက်နှစ်သမီးမေရီဝေသာကသူ့ရဲ့လက်ဆောင်ကိုမပေးရသေးခင်မှာ ရုတ်တရက်လေပြင်းတစ်ချက်တိုက်ခတ်လာပြီးစိမ့်လေးလေးလျက်စီချောင်းတစ်ခုက ခမ်းမဆောင်တစ်ခုလုံးကိုထိန်လင်းသွားစေခဲ့တယ်။ခမ်းမဆောင်ထဲမှာနိုင်ငံတော်ရဲ့အစွန်းအထက်ဆုံးနဲ့အဆိုးဆုံးသောနှစ်သမီးဖြစ်တဲ့မလဲဖီစင်ကဒေါသတကြီးနဲ့ရောက်ရှိလာခဲ့ပါရော။သူ့ကိုမဖိတ်ကြားခဲ့တဲ့အတွက်အမျက်ဒေါသတွေထွက်နေခဲ့တာပါ။မလဲဖီစင်က ငါမှလည်းခလေးလေးအတွက်လက်ဆောင်ဆောင်ရှိတယ်။အဒီလိုခက်ထန်စွာပြောလိုက်ပါတယ်။သူကသူ့လက်ထဲကလန်တန်ကိုမြောက်လိုက်တာလန်တန်ထိတ်မှရှိတဲ့စိမ့်လေးလေးမော်လုံးကြီးကကြောက်မဲ့ဖွယ်အစွမ်းအားနဲ့တောက်ပါလာပြီးပကက်ကိုတည့်တည့်ချိန်လိုက်တယ်။ပြီးတော့ရက်ဆက်တဲ့ဂျင်စာကိုကျုံးဝါလိုက်တယ်။ မင်းသမီးရဲ့ဆချောင်းနဲ့မြောင်းမွေးနေဒီနေမွေးကမှာချီမြင်စိတ်ရဲ့ရတုံးမှာလိမ်မျိုးထိုးမိပြီသိဆုံးရလို့ရက်ဆက်တဲ့ရီမောတန်ပိတ်တင်ထပ်ပြီးတဲ့နောက်မှာ မလဲဖီစင်ကအနဲ့ရောင်နဲ့အစိမ်းရောင်မီးတောက်တွေဝိတ်ဝိုင်းနေတဲ့ကြာကလေးလျင်မြန်စွာပြက်ကွယ်သွားခဲ့တယ်နန်းတော်တစ်ခုလုံးလဲထိတ်လန့်တုန်လှုပ်နေပြီးကြောက်ရွံ့ပွဲတိတ်ဆိတ်မှုတွေနဲ့ ုံးလန့်သွားခဲ့တာအရာအလုံးဆုံးရှုံးသွားပြီလို့ထင်ရချိန်မှာတတိယမြောက်နှစ်သမီးမေဒီဝေတာကရှေ့ကိုတက်လာခဲ့ပြီမလဲဖြစ်စင်ရဲ့စွမ်းအားဟာကြီးမားပါလေသူရဲ့ကျင်းစာကိုလုံးဝပယ်ဖျက်လို့မရနိုင်ပေမဲ့ကျမကူညီနိုင်ပါတယ်သူကသူ့ရဲ့မော်လန်တန်ကိုမြောက်လိုက်တဲ့အခါမှာနူးညံ့ပြီး မျောလင်းချက်ပြီးစီတဲ့အပြာရောင်မော်မုံတွေကမင်းသမီးလေးပေါ်ကိုဖြန့်ပက်ကြဆင်းသွားတယ်။တည်ခြင်းမဟုတ်ပဲအိတ်ဆက်ခြင်းကဒါမင်းသမီးလေးရရှိလိမ့်မယ်။ဒီအိတ်ဆက်ခြင်းကိုစစ်မှန်တဲ့အချစ်ဦးရဲ့အနမ်းနဲ့သာဖြေပြောက်နိုင်လိမ့်မယ်ဆိုပြီးဂျင်စာကို ပြင်ဆင်ပေးလိုက်တာပါ။ဘီရင်ကစိတ်သက်သာရရပြီမယ်လေ။ကြောက်ရွံ့မှုကခံစားနေရတော့မယ်။နိုင်ငံတော်ထဲမှာရှိတဲ့ ခြင်ငင်ဆက်တိုင်းကိုရှာဖွေပြီးမိရှုဖြစ်စီဖြစ်ဖို့အမိန်တော်ကိုဘုရင်က ချမှတ်လိုက်ပါတယ်။ဒါပေမဲ့လည်းစိတ်ကောင်းရှိတဲ့မင်းသမီးသုံးပါးကဘုရင်အမိန်ကအော်ရိုရာကိုကာကွယ်ဖို့လုံလောက်မှုမရှိဘူးဆိုတာကြိုသိနေပါတယ်။သူတို့သုံးဦးကလှည့်ဝဲအစီအစဉ်တစ်ခုကိုကြံစီပြုလုပ်ခဲ့ကြတယ်။မလဲဖိစစ်လုံးဝရှာမတွေ့နိုင်တဲ့ တော်နှစ်ကြီးရဲ့အစွန်ဖျားမှာမင်းသမီးလေးကိုဝတ်ထားပြီး16နှစ်ကြာပြုစုပျိုးထောင်ပေးကြဖို့ပေါ့အဲ့ဒီအချိန်ကစပြီးမင်းသမီးလေးကို Bryna Rose လို့နာမည်ပြောင်းခေါ်ခဲ့ကြတယ်မင်းသမီးလေးကလူသူဝေးกว่าတဲ့တဲအင်္ဂလိပ်တစ်ခုမှာရိုးရှင်းပျော်ရွှင်စွာနဲ့တာမန်ပြည်သူဘဝအတိုင်းနေထိုင်ခဲ့တယ်မင်းသမီးလေးကသူ့ရဲ့မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းနဲ့ကြောက်မက်ဖွယ်ချိန်စာအကြောင်းကို လုံးဝမသိဘဲ ကြီးပြင်းလာခဲ့တာမေယုံနိုင်စရာကောင်းလောက်အောင်လှပပြီးတချင်းဆိုကောင်းတဲ့မိန်းကလေးငယ်တူဖြစ်လာခဲ့ပါတယ်တနေ့တော့အုတ်ထဲမှာမင်းသမီးလေးတချင်းဆိုနေစဉ်သူ့ရဲ့တာယာလှပတဲ့အတန်ကတော့အုတ်ထဲရောက်လာတဲ့မင်းသားဖီလီရဲ့အာယုံဆွဲဆောင်စီခဲ့ပါတယ်မင်းသားဖီလီကလည်းမင်းသမီးကလေးဘွားကလေးက လက်ထပ်ထင်းများဖို့စစ်ဆက်ထားသူဖြစ်ကြောင်းကိုနှစ်ဦးစလုံးမတိကြပါဘူးတယောက်ကိုတယောက်ဘသူဘဝရဲ့လို့လဲမတိခဲ့ကြပေမဲ့သူတို့နှစ်ယောက်ကချက်ချင်းဆိုသလိုစိတ်ချင်းဆက်သွယ်ရင်းနှီးနေမှုကြီးကိုခံစားမိခဲ့ကြတာပါသူတို့ကတနေ့လေလုံးအတူတူလမ်းလျှောက်တယ်အတူတူကခုန်ကြရင်အချိန်ကုန်ဆုံးစေခဲ့တယ်တူဦးနဲ့တူဦးစူးစူးနစ်နစ်ချွတ်ကျွန်းဝင်သွားခဲ့ကြပြီပေါ့ ဘရိုင်ယာရော့စ်ကချစ်ချင်းမေတ္တာပီတီများပြရှင်နေတဲ့ကြည်နူးမှုတွေနဲ့အတူတဲအိမ်လေးစီကိုပြန်ရောက်လာခဲ့တာပေါ့အဲဒီမှာဝမ်းနဲ့ပူဆွေးနေကြတဲ့နှသမီးတို့ကိုတွေ့လိုက်ရတာပါဒီအချိန်မှာနှသမီးတို့ကအမှန်တရားကိုဝင့်ထုတ်ရမယ့်အချိန်ဖြစ်လာပါပြီဘရိုင်ယာရော့စ်ကမင်းသမီးတစ်ပါးဖြစ်ကြောင်းနဲ့စိစက်ထားပြီးသူလည်းရှိထားပြီးဖြစ်ကြောင်း ဒါကြောင့်တောအုပ်ထဲမှာတွေ့ဆုံခဲ့ရတဲ့လူငယ်ကိုဘေရောမှာပြန်တွေ့ရတော့မယ်မဟုတ်ကြောင်းကိုလေပြောပြခဲ့ကြပါတယ်။ជីနူးပီတီပျောက်ဆုံးပြီးနှလုံးသားကွဲကျေသွားတဲ့မင်းသမီးလေးကစိစတ်ထားတယ်ဟုတ်လား။ဒါပေမဲ့ကျမသူ့ကိုချစ်တယ်။ဒါကြောင့်တခြားမင်းသားတစ်ပါးကိုလက်ထပ်လို့မရဘူး။မင်းသမီးလေးကငြင်းဆန်တော့တာပေါ့။အဲ့ဒီညနေမှာပဲနှစ်သမီးသုံးပါးက အသေးကွင်းနေတဲ့မင်းသမီးလေးကိုနန်းတော်ကြီးကြီးပြန်ခေါ်လာခဲ့တယ်။မင်းသမီးလေးနန်းတော်လေးကသူ့ရဲ့အခန်းထဲမှာတယောက်ထဲထိုင်နေတော့ထူဆန်းတဲ့အစင်းအောင်အလင်းတစ်ခုပေါ်လာခဲ့ပြီးအဲ့ဒီအလင်းလေးကနေအတန်တကူကသူ့ကိုအော်ရူရာအော်ရူရာလို့တဖောက်ဖောက်ခေါ်တဲ့သူစိတ်ကိုညှို့ယူဆွဲဆောင်နေခဲ့တယ်။မလဲဖီစင်းရဲ့မော်ပညာနဲ့ညှို့ယူခံရတဲ့အော်ရူရာက အဲ့ဒီအလင်းအောင်နောက်ကိုလိုက်သွားခဲ့ပြီးလှင်ဝက်လေးကအတိုင်းတက်သွားခဲ့တာမောင်မိုက်တဲ့မျောစင်ခန်းတစ်ခုစီကို ရောက်ရှိသွားခဲ့တာအဲ့ဒီအခန်းထဲမှာမော်ဝင်နေတဲ့ချင်းငစက်တစ်ခုကမင်းသမီးလေးကိုစောင့်ကြည့်နေသလိုပါပဲစိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့မင်းသမီးလေးကသူကိုယ်တိုင်တတိမထားမိခင်မှာပဲလက်နှမ်းလေးပြီးခြုံထက်တောက်ပနေတဲ့ရေလုံးပေါ်ကိုလျှို့ချိုးဖိမိလိုက်တယ် မလဲဖြစ်စီရဲ့ဂျင်စာမိသွားခဲ့ပါပြီမင်းသမီးအော်ရူရာကချမ်းမြေမို့ကိုလဲကြပြီးတတိလိအိပ်ပျော်နေသလိုဖြစ်သွားပါတော့တယ်သမီးတော်ရဲ့အဖြစ်ကိုတီးလေရတယ်ဘီရင်နဲ့မိဖုရားတို့ကစိတ်ထိခိုက်နာခြင်းမှမရှိစေဖို့နတ်သမီးတို့ကစီစဉ်ကြပြန်ပါတယ်သူတို့ကအစွမ်းထက်တဲ့အိတ်ဆက်ချင်းဆိုင်ရာမှော်ပညာကာထာကိုရွတ်ဆိုလိုက်ပြီးနန်းတော်တစ်ခုလုံးမှရှိတဲ့လူတိုင်းကို ိပ်ပျော်စေခိုင်းလိုက်တာပါမင်းသမီးနိုးထလာခြင်းမှသာ လူတိုင်းပြန်လည်နိုးထလာစေဖို့ပေါ့အလုံးအိပ်ပျော်နေစင်မှာပဲထူထဲပြီးဖောက်ထွင်းမရနိုင်တဲ့စူးကျွန်ွယ်ပင်ကြီးတွေကရဲရိုက်တစ်ခုလုံးကိုဝင်းရံကြီးထွားလာခဲ့ပြီးကမ္ဘာလောကကြီးစီကနေရဲရိုက်ကြီးကို ဖုံးကွယ်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားဖိလစ်က တိုးတဲ့တဲအိမ်လေးစီသွားနေခဲ့တာကနေမလဲဖီစင်းရဲ့လူရုံမာတွေကချုံခိုတိုက်ခိုက်ပြီးဖမ်းဆီးသွားခဲ့ပြန်နေမလဲဖီစင်းရဲ့မြေအောက်ခန်းထဲမှာမင်းသားကိုဖမ်းချုပ်ထားပြီးရုံမာစိတ်နဲ့အိပ်ပျော်နေတဲ့မင်းသမီးရဲ့ပုံစံကိုရက်စက်စွာပြသခဲ့တယ် မင်းသမီးအသက်ကြီးပြီ။အိုမင်းကြီးဒီတရားကြာမှာချစ်သူကိုနမ်မို့တော့မင်းကိုတပေးမ။အင်း။လောင်ပြောင်းပြောဆိုသေးတာ။ဒါပေမဲ့လဲစိတ်ကောင်းရှိတဲ့နတ်သမီးသုံးပါးကမင်းသားကိုကယ်တင်လိုက်ပါတယ်။သူတို့ကမင်းသားကိုမော်ဆွမ်းရှိတဲ့သီလတိုင်းလွှာတစ္ဆာတရားရဲ့ဓာတ်ရုံးနဲ့လက်နဲ့တက်ဆင်ပေးခဲ့ကြတယ်။ မင်းသားဖိလစ်ကသူ့ရဲ့တတ်တည်ရှိတဲ့မြင်းဆမ်ဆန်ကိုစီနင်းပြီးကြီးစားတည်နေတဲ့ရဲတိုက်စီကိုထွက်ခွာလာခဲ့ပါပြီ။သူကကြီးမားတဲ့စုခနွယ်ပင်နိုင်ငံကြီးကိုခုတ်ထစ်ဖြတ်ကျော်ရင်းရဲတိုက်သေးကိုရဲရဲဝင့်ဝင့်ဝင်ရောက်ခဲ့တယ်။မင်းသားအနိုင်ရအောင်မြင်လို့မယ်ဆိုတာကိုသိတဲ့မလဲဖီစင်းကဟင်းစီလက်တလို့ဖြတ်ကနေမင်းသားရှိကိုရောက်လာခဲ့တယ်။ နှဆိုးမကငရဲ့ပြည့်ရဲ့စွမ်းအားလုံးကိုအသုံးပြုပြီးမီးမှုတ်ထုံနိုင်တဲ့အေယာမနှကားနှစ်ကြီးအဖြစ်ကိုအသွင်ပြောင်းလဲလိုက်တာသူတို့နှစ်ဦးကြားမှာခန္ဓာပြင်းပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာတာပေါ့နတ်သမီးသုံးဦးရဲ့မော်ပညာလမ်းညွှန်မှုကြောင့်မင်းသားဖိလစ်ကသူ့ရဲ့တစ္ဆာဓာတ်ကို ပြစ်ပေါက်လိုက်တယ်။အဲ့ဒီဓာတ်ကတစ်တစ်မမကြီးတစ်ချိန်တိုးနဲ့နှကားကြီးရဲ့နှလုံးသားကို ထိမှန်သွားခဲ့တယ်။ကဘာမြေတစ်ခုလုံးကိုတွန်းခါစေနိုင်တဲ့ဟင်းသံကြီးနဲ့အတူနဂါကြီးကကျုပ်ကပယံကနေပြုတ်ကျသွားပြီးထာဝရရှုံးနေသွားခဲ့တယ်။မင်းသားကနဂါကြီးကိုအနိုင်ယူပြီးတဲ့နောက်မှာအမြင့်ဆုံးမျိုးစင်စီကိုအပြည့်အလွှားဆက်တက်ခဲ့တယ်။အဲ့ဒီနေရာမှာပဲမင်းသမီးအော်ရိုရာကငြင်းချမ်းစွာအိပ်ပျော်နေတာကို တွေ့လိုက်တာပါ။မင်းသားက မင်းသမီးအော်ရိုရာဘေးမှဒူးထောက်လိုက်ပြီးချင်းမြန်နိုးလွန်လာတဲ့စိတ်နဲ့အနူးညံ့စုံနှမ်းကိုပေးလိုက်ပါတယ်။မင်းသမီးအော်ရိုရာရဲ့မျက်လုံးတွေတဖြည်းဖြည်းစတင်ပွင့်လာခဲ့ပြီ။အော်ရိုရာနူးထလာတာနဲ့တချိန်ထဲမှာပဲရဲတိုက်တစ်ခုလုံးပေါ်ကျရောက်နေတဲ့အိဆက်ချင်းဆိုင်ရာမှုပညာအလုံးကလည်းပြေပြောက်သွားခဲ့ပါတယ်။ဘီရင်နဲ့မိဖုရားတို့ကမင်းသမီးလေးအော်ရိုရာအိမ်ပြန်ရောက်တာကို ကျူဆိုရတယ်။ချစ်သမီးလေးရင်မင်းကိုအရန်လွမ်းနေခဲ့တာပါလို့ဝမ်းသာအားရနှုတ်ဆက်ကြပါတယ်။မင်းသမီးအော်ရိုရာနဲ့မင်းသားဖီလစ်တိုကလက်ထပ်လိုက်ကြပြီးသူတို့ရဲ့အချစ်ကအမောင်မိုင်ဆုံးသောချိန်စာကိုပင်အောင်နိုင်ခဲ့ပါတယ်။ဒီလိုအောင်နိုင်ခြင်းကစစ်မှန်တဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားကြောင့်ပဲမဟုတ်လားရှင်။ဒီပုံမြင်လေးမှာ စစ်မှန်တဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားဟာအမောင်ဆုံးသောချိန်စားတွေအကြီးမားဆုံးသော အန္တရာယ်တွေကိုပဲအောင်နိုင်နေဆိုတာပါပဲစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုကယ်တင်မှုအတွေ့ရဲစွမ်းတတ္တိနဲ့မှန်ကန်တဲ့သစ္စာတရားရဲ့တန်ဖိုးတွေလိုအပ်ကြောင်းဘလောက်ပဲဆိုးရွားတဲ့အခြေအနေမျိုးဖြစ်ပါစေမျောလင့်ချက်ကိုဆွတ်လွတ်လို့မရကြောင်းအရာရာဆုံးရှုံးသွားပြီလို့ထင်ရချိန်မှာပဲ အရေးပါတဲ့အဖြစ်တိုးကမထင်မှတ်ပဲပေါ်ပေါက်လာနိုင်ကြောင်းကိုလည်းနားလေစီပြန်ပါတယ်။ပုံမြင်ကောင်းလေးတစ်ပုဒ်အဖြစ်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမစုမြတ်ကြီးပါ။နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်နော်။အားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေရှင်။